စစ်ကောင်စီကအာဏာသိမ်း၄နှစ်ကျော်မှလူငယ်ချမ်းသာ권18ကြိမ်ပေးခဲ့ပြီးအကျဉ်းသားတသိန်းကျော်လွှတ်ပေးခဲ့တာမှာနိုင်ငံရေးအကျဉ်းသားက6000နီးပါးသာပါဝင်ပါတယ်။ဒါဟာရာဂိုင်နှုန်းအနေနဲ့8.31ရာဂိုင်နှုန်းသာရှိပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီအာဏာသိမ်းတဲ့၄နှစ်ကျော်ကာလမှာပြည်တံလူငယ်သက်သာ권18ကြိမ်ကျင်းညာခဲ့ပြီးအကျဉ်းသားတသိန်းကျော်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထက်နိုင်ငံရေးအမှုနဲ့အကျဉ်းချနေတဲ့နိုင်ငံရေးကျင်းသာ9000နီးပါးသာ ပါဝင်ပြီးဒါဟာရာဂိုင်းနှုန်းအဖြစ်၈သက်သမ3တိရာဂိုင်းနှုန်းသာရှိကြောင်း DBB ကကောက်ယူရရှိထားတဲ့စင်တွေအားသိရပါဗျ။အခုနောက်ဆုံးဧပြီလ18ရက်နေ့နစ်စန်တရက်နေ့မှာနိုင်ငံတော်ဝန်အကျဉ်းတော်တွေကအကျဉ်းသားစုစုပေါင်း4893ယောက်လွှတ်ပေးခဲ့ရမှာတော့နိုင်ငံရေးအကျဉ်းသား369ယောက်သာပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မျက်စင်းတွေအားသိရပါဗျ။ အခုလိုတောင်းတဲ့ချီရဲ့နိုင်ငံရေးအကျဉ်းသားတွေကို ရွေကျက်ရှိရှိနဲ့ခြံထားတာဖြစ်တယ်လို့ PPNN ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါတယ်။ဆက်ရှိရနေ့ညနေ9:00ခွဲအထိအတည်ပြုထားတဲ့စင်းတွေရတော့စုစုပေါင်းနိုင်ငံရေးအကျဉ်းသား369ဦးကျော်လောက်တော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါဟာစုစုပေါင်းလွတ်မြောက်မှုအရေးအတွက်ထက်ရှာရင်တော်တော်လေးကိုမှအရေးအတွက်ဟာနှဲပါတယ်ဆိုတော့လည်းကျွန်တော်တို့တွေ့ရပါတယ် တော်လိုင်းတက်တွေကိုလည်းသူတို့ဘယ်လောက်ထိစိုးရင်ကြောင်းလန့်နေရတယ်ဆိုတာကိုပါကျွန်တော်မြင်ရပါတယ်။ဒါကြောင့်မို့လို့လည်းသူတို့ကိုလက်နက်ကင်တော်လန့်ခဲ့တဲ့သူတွေကိုအသက်နိုင်ဆုံးမပါဘူး။နီးပေါင်းစုံနဲ့တော်လန့်နေကြတဲ့သူတွေကိုဒီလွတ်ငိမ့်တဲ့မှာမပါလာဖို့ကိုမှစနစ်တကျလှောက်ဆောင်ထားတာတွေ့ရတယ်။ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုတော့စစ်ကောင်စီကသူ့ရဲ့ကြောက်တရားကိုအကာအကွယ်ပြုဖို့ရယ်သူတို့တွေနိုင်ငံရေးထွက်ပေါက်မဲ့တဲ့အခါမှာနိုင်ငံရေးကျင်းသားတွေကိုနိုင်ငံရေးအဖြစ်အမျက်ထုတ်ပြီးမှသူတို့ထွက်ခွာနိုင်ဖို့အတွက်အခုလိုမျိုးတောင်းတဲ့ချီတဲ့နိုင်ငံရေးကျင်းသားတွေကိုဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။ ် PPNM ရဲ့ဧပြီလ16ရက်နေ့ညနေ9:00နာရီထိထုတ်ပြန်ကြမှာတော့နိုင်ငံတော်ဝန်အကျဉ်းဆောင်အသီးသီးကနိုင်ငံရေးကျင်းသား214ရောက်အကျဉ်းသူ155ရောက်စုစုပေါင်း369ရောက်သာလွတ်မြောက်လာကြောင်းသိရပါတယ်။ဒါဟာစုစုပေါင်းလွတ်ငြိမ်းရေး900ခန့်နှုန်းကျော်လောက်သာရှိတာဖြစ်ပါတယ်။အခုလိုနိုင်ငံအများစုမပါတဲ့အယောင်ပြလွတ်ငြိမ်းခွင့်ပေးနေတာကစစ်ကောင်စီရဲ့လှုပ်ထုံးလုံနည်းတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကကြီးဆောင်ရှောက်ရေးအသင်း ABB ကလည်းဝေဖန်ပါတယ်။ တောက်လျှောက်ပါပဲဒီ sales စုကဒီဟိုသူတို့နိုင်ငံတကာ PR တွေညားလာတဲ့အချိန်မှာနိုင်ငံတကာကိုမျက်စိလှည့်တင်တဲ့အတွက်ကြောင့်ဒီလူချင်းစာကိုနေပေးတဲ့အကျဉ်းသားတွေထောင်နဲ့ချီပြီးတော့လွတ်တယ်တိုးတော်လည်းပဲအဲ့ဒီမှာနိုင်ငံရေးကျဉ်းသားဆိုတာအရေးအတွက်ကဒီမဆိုးစရောက်လေးပဲပါတယ်ပေါ့နော်တကယ်နိုင်ငံတကာမှာမျက်နှာရကျင်တဲ့နိုင်ငံတကာလှည့်စားတာမျိုးမဟုတ်ဘဲနဲ့တကယ်တိုက်ယူပါစေတနာရှိတယ်ဆိုလို့ရှိရင် အခုချိန်မှာလှုပ်ပေးရမှာကဟိုဒေါ်ဆန်းစုကြည်နဲ့တမန်တော်ဦးမြင့်အပါဝင်နိုင်ငံရေးကျင်းသားအားလုံးကိုချွင်ချင်းမရှိပထမဦးဆုံးလှုပ်ပေးရမှာဖြစ်တယ်နိုင်ငံရေးကျင်းသားတွေကိုဒီညဘက်နေဆက်မှုတွေကနိုင်ငံအနှံ့မှာဖြစ်နေတာဖြစ်တယ်အဲ့ထဲကမှတို့ဟိုလွတ်လွတ်စပယ်တက်ဖြစ်တဲ့ကိစ္စတွေကလည်းကြုံနေရတာပဲပဲနေရာမှာပါပဲဖြစ်ဖြစ်အချင်းတော်တွေမှာရှိရနိုင်ငံရေးကျင်းသားတွေကိုပုံစံမျိုးစုံနဲ့ညဘက်နေဆက်မဲ့တက်ဖြတ်မဲ့ဒါဒီစေအုပ်စုရဲ့စီခိုင်းမှုကြောင့်ပဲဒီချောင်းတွေကလုံနေရတာ EPP ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရကတော့နိုင်ငံရေးကျင်းသား2000ကျော်လောက်ကအကျဉ်းထောင်တည်တည်မှထိမ့်သိမ်းခံရရစေဖြစ်တယ်လို့လည်းသိရပါဗျ။ကျွန်မဝေပါ